Reddit အလုံးမဲမင်္ဂလာပါရှင်ကျွန်တော် channel ကနေပြန်လဲကြွဆွန်လာရပါရှင်ရခိုင်မှာစင်မူမထမ်းမနေရစနစ်တရားဝင်ပြတ်ထန်ရေး EE2 ပန်းနေပြီးရခိုင်ပြည်နယ်ကိုတရုတ်ကျူးကျော်စစ်ခံရမိအနေအထားရောက်နေပြီလို့လည်းသိရပါတယ် ရခိုင်ပြည်နယ်မှာအသက်18နှစ်ပြည့်တဲ့သူတိုင်းအနည်းဆုံးနှစ်နှစ်ကြားစစ်မှုထမ်းဆောင်ရမယ့်စနစ်ကိုအရခတ်တော်အေကတရားဝင်ပြဋ္ဌာန်းဖို့ပြင်ဆင်နေပြီးလက်ရှိမှာလည်းကျေးရွာတွေမှာစီယုံရည်တွေနဲ့လူစင်ကောင်းယူမှုတွေကိုလည်းကြိုတင်လှုံ့ဆော်နေတယ်လို့ဒေတာခန်တွေကပြောဆိုထားပြပါရယ်။အမျိုးသမီးဆိုရင်တော့အသက်18နှစ်ကနေအသက်35နှစ်အထိအမျိုးသားဆိုရင်တော့အသက်18နှစ်ကနေအသက်45နှစ်အထိရှိတဲ့သူတွေစစ်မှုထမ်းတင်တဲ့တက်ရောက်ရမယ်လို့ဆိုထားပြပါရယ်။ ဒီဇယ်စီးနှကြောင့်ပဲစိတ်မကောင်းဖြစ်နေရတယ်လို့မြောင်မြွနယ်မှာနေထိုင်တဲ့လူငယ်တွေနဲ့ပြောဆိုထားဖြစ်ပါရယ်စစ်မှုထမ်းတဲ့ပတ်သက်လို့တက်တော်အေးအေးကရွာတွေမှာအစည်းအဝေးတွေလုပ်ပြီးပြောနေကြတယ်ဆိုတာရှိပါတယ်လူရည်စင်းတွေလည်းလိုက်ကောက်နေကြတယ်လို့ဆိုထားဖြစ်ပါရယ်အသက်၁၈နှစ်ကနေအသက်၄၅နှစ်အောက်တွင်စစ်တင်တဲ့နှစ်လအသက်ရမယ်ပြီးရင်နှစ်နှစ်စစ်မှုထမ်းရမယ်အဲ့ဒါကိုတည်ရကလေးကကျွန်တော်လည်းတော်တော်စိတ်ညစ်နေတယ်လို့ရဟန်းဒေတာလူငယ်တွေကလည်းပြောဆိုထားဖြစ်ပါရယ် အာရဂန်တတော်အေကအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် National Defense Emergency Provision NDEP ကိုရေးဆွဲနေပြီးမခြားခင်တရားဝင်ထုတ်ပြန်လာနိုင်ဖွယ်ရှိတယ်လို့ ANN စက်တူကပြောဆိုထားဖြစ်ပါတယ်။ လက်ရှိမှာတရားဝင်ထုတ်ပြန်တာမရှိသေးပေမဲ့ကြောက်တော်နဲ့မြောင်းမြွနယ်တွေမှာစီးရုပ်ရင်းနဲ့လူစင်ကောက်ယူမှုတွေလုံးဆောင်နေတယ်လို့လည်းဆိုထားဖြစ်ပါရယ်။ Disney ဟာရရွာဆောက်ချောက်ရဲ့အတွက်လားဒါမှမဟုတ်တိုက်ခတ်ရဲ့အတွက်လားဆိုတော့ကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အကြောင်းပြည်သူတွေအကြမ်းမှာစိုးရိမ်ပူပန်မှုတွေရှိနေကြတယ်လို့လည်းဒီကတ္တခန္ဓာကပြောဆိုထားဖြစ်ပါရယ်။ဂျာနယ်ပတ်သက်လို့အာရခတ်တတော်အေးပြောခွင့်ရတော့ဥက္ကဋ္ဌကိုဆက်တွဲခတ်ပေးမယ်ဖုန်းလက်ခံဖြေကြတာမျိုးမရှိသေးပါဘူး။